ားလုံးမင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရယ် BBC ရဲ့ Transfer Gossip ကဏ္ဍမှာဖော်ပြထားတဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်ပေးသွားကြပါမယ်ပထမဆုံးသတင်းကတော့ဒီ Athletic ကဖော်ပြထားတဲ့ Man City နဲ့ပတ်သက်တဲ့သတင်းပါ Man City အသင်းက Nottingham Forest ရဲ့ကွင်းလယ်တိုက်စစ်ကစားသမား Morgan Gibbs White ကို အသင်းကနေထွက်ခွာဖို့ရှိနေတဲ့ Kevin De Bruyne နေရာမှာအစားထိုးဖို့အတွက်ရွေးချယ်စရာပြစ်မှတ်တစ်ခုအဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။ရွေးချယ်စရာအများကြီးတွေကမှတစ်ခုပေါ့နော်။ဆိုတော့ Gibbs White ဒီလက်ရှိအချိန်မှာ အသက်25နှစ်စွမ်းဆောင်ရည်ပိုင်းအရာလည်းအမြင့်ဆုံးရောက်နေတဲ့ကစားသမား Morgan Gibbs-White ကိုကျွန်တော်က Hoover Adam တွေကသတိထားမိတယ်။ Chadwick Boseman တွေက Everley ကကောင်းတယ်။ England U21 မှာအမဲလို့လို့ခြေသွမ်းပြခဲ့မှုတဲ့ကစားသမားတိုးတော့အခုချိန်မှာတော့အသက်တော့နည်းနည်းလေးတော့ကြီးသွားပြီပေါ့နော်။တလောက Mercedes က Florian Wiss နဲ့သတင်းထွက်တယ်။ Wiss ကတော့ပိုပြီးမိုက်တယ်။အသက်အရွယ်ကလည်းငယ်တဲ့ခါကျတော့သူ့ကိုပေးရမယ့်ပြောင်းရွှေ့ခြင်းကလည်းများတယ်ပေါ့ဗျာ။ Mercedes ကတော့လည်းကစားသမားကောင်းတွေကိုပဲပြောင်းရွှေ့ခြင်းအများကြီးပေးပြီးခုံလို့ရှိတဲ့အတွက်ကြောင့် Florian Wiss ကတော့ first priority အနေနဲ့သူတို့ခေါ်ဖို့ပြင်မှတ်ထားရလဲဖြစ်ကောင်းဖြစ်နိုင်တယ်။သို့တော့ impact ဖြစ်ပုံချင်းအကျိုးသက်ရောက်မှုချင်းက Kevin De Bruyne နဲ့မတူဘူးဗျ။ Florian Wiss ကကိုယ်တိုင်ဂိုးသွင်းယူတာပိုအားတန်တဲ့ကစားသမား။သူ့ကို chance create မလုပ်ဘူးလို့ပြောတာမဟုတ်ဘူး။သို့တော့ तू က creator တယောက်တည်းဆိုင်သူကလုံးဝ leading လုပ်ပြီးဂိုးသွင်းမဲ့ ကစားသမားတယောက် passing skill တွေတဲ့ဆိုင် shooting skill တွေကပိုကောင်းတယ် attacking sense ပိုရှိတယ်အဲ့ဒါကြောင့်သူ့ KDB နေရာထဲလိုက်ရင် KDB ပုံစံဖြစ်မှာမဟုတ်ဘူး Florian Vis က Florian Vis အထပဲဖြစ်မှာ Tro လက်ရှိချိန်မှာ Man City အသင်းရဲ့ တိုက်စစ်စုဖွဲ့မှုအရအတကင်အရှင်ကောင်းတဲ့ကစားသမားတွေကပုံနေပြီ။ဆာဖင်ညိုလေးကလည်းပြောပြောဆိုဆိုမိုက်လာမှာဆာဖင်ညိုမိုက်လာမှာဆာဖင်ညိုကလည်းခံစစ်လိုက်ကူမှုမကောင်းအဲ့ကျွန်တော်ပြောရဲဟို defensive action attacking action ဆိုတာဗျာတိုက်စစ်လုပ်ငန်းဆောင်တာတွေခံစစ်လုပ်ငန်းဆောင်တာတွေကိုဘိုးလူမှုတ်တာပေါ့နော်မြန်မာမှုပြုရင်တော့ကျွန်တော်ကျွန်တော်ပဲဒီတိုက်စစ်မှာလုံးဝမဲ့အလုပ်တွေခံစစ်မှာလုံးဝမဲ့အလုပ်တွေထားပါအဲ့တော့ပြောချင်တာ Florian Vis ကိုခေါ်လိုက်မယ်ဆိုရင်ကွင်းလင်ရကစားသမား၂ယောက်ကပြတ်တုတ်လိမ့်မယ်ဘာကြောင့်လဲဆိုတော့ခံစစ်လိုက်ကူမှုမှာအားနေသွား Okay အဲ့တော့ကျွန်တော် Morgan Gibbs White ဆိုရင်ဘာဒီအားသာချက်ရှိနိုင်လဲဆိုတော့ဈေးတက်တာ ါမယ်နံပါတ်1ကနံပါတ်2က Premier League မှာအခြေချပြီးသားကစားသမားအဓိကအချက်နံပါတ်3ပါလား Kevin De Bruyne ရဲ့အကျိုးသက်ရောက်ပုံချင်းနဲ့အနည်းဆက်ဆုံးတူတာက Morgan Gibbs White ဖြစ်ပါတယ်သူက Florian Wirtz လိုမျိုးဂိုးကန့်သွင်းမှုတွေတိကျကောင်ဟိုတိကျခြင်းမှာတိကျလိမ့်မယ်ဒါမဲ့ဖန်တီးပေးမှုမှာ Morgan Gibbs White ကတော်တော်မိုက်တယ်အဓိက Shooting Skill တဲ့ Passing Skill ကိုအားပြုတဲ့ player chess cray လောက်တာကိုအာတန်တဲ့ player goal scoring တဲ့เนาะကျွန်တော်အဲ့လို assist လောက်တာကိုပို့ပြီးအာတီတာဖြစ်တဲ့ ပလေယာဒီတွက်ကြောင့် Kevin De Bruyne ရဲ့နေရာမှာ100%အစားထိုးနိုင်ရင်မှထိုးနိုင်လိမ့်မယ်။တိုးတော့ impact ဖြစ်ပုံချင်းတူတယ်။ဘောလုံးဆုံးရှုံးတဲ့အချိန်မှာခံစစ်လိုက်ကူမှုပိုတောင်ကောင်းသေးတယ်။ Morgan Gibbs-White က aggressive လည်းဖြစ်တယ်။ဟိုနောက်ပြီးတော့နည်းနည်းတိငိမ့်နေဗျာ။အဲ့လိုပလေယာမျိုးကိုတော့ရွေးချယ်မယ်ဆိုရင် viewer ပိုင်းကပို့ပြီးတော့တင့်တော်နိုင်မယ်လို့ယူဆမိပါတယ်။ဒါကအစောပိုင်းသတင်းတွေဖြစ်တဲ့အတွက်ကြောင့် Man City ဘယ်ကစားသမားကိုခုံမလဲတစ်ချက်တော့စောင့်ကြည့်ရမှာပေါ့နော်။ ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဖိန်က fishes ကပေါ်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်အရင်တော့ယုတ်တိမတန်ဘူးဒါပေမဲ့ဆက်ဆက်စဉ်းစားမယ်ဆိုရင် Andrea Bada Arsenal Sporting Director အသစ်ဖြစ်လာတဲ့အတွက် Arsenal နဲ့ထွက်လာတဲ့သတင်းမှန်သမျှကိုကျွန်တော်တို့ဟာလုံးဝမယုံကြည်ဘူးလို့ပြောလို့မရတော့အခုထွက်လာတဲ့သတင်းကတော့ Arsenal အသင်းက Inter Milan နဲ့ Argentina တိုက်စစ်မှု Lautaro Martinez ကို Euro 350 ပေါင်128တန်ပေးချေပြီးခေါ်ဖို့ဆန္ဒရှိနေတယ်ဆိုရက်တရင်ကျော့နံပါတ်1ချက်အန်ရီယာဘာတာကြောင့်ဒီတရင်ကိုကျွန်တော်ရွေးချယ်ဆွေးနွေးတာနံပါတ်1ချက်အာစနယ်အသင်းမှာတိုက်စစ်မှုကောင်တယောက်လူနေတဲ့အတွက်ကြောင့်ဆွေးနွေးတာပြီးမှဟုတ်မဟုတ်ကကျွန်တော်ညီကိုလည်းဝင်ပြီးတော့ဆွေးနွေးပြီးသွားကြပါဗျာကျော့အန်ရီယာဘာတာဆိုရက်ဘိုးတော်ကပြောင်းရွှေ့ကြီးတွေအများကြီးတုံးခဲ့ဘူးတယ် Now သူကစားသမားတွေရောင်းမယ်ဆိုရင်လည်းပြောင်းရွှေ့ကြီးတွေအများကြီးရအောင်စွမ်းဆောင်ခဲ့တယ် Sporting Director တယောက်ဘာတာနဲ့ပတ်သက်တဲ့ဗီဒီယိုတစ်ပုဒ်ကျွန်တော်လုတ်ပြီးသွားပါပြီဟိုမကြည့်ရသေးတဲ့ညီကိုလည်းလိုက်ရှာကြည့်ပါတော့အဲ့တော့ပြောချင်တာက အာဆင်နယ်နဲ့တမိုးကြီးကစားသမားတွေနောက်ပိုင်းသတင်းထွက်လာရင်ကျွန်တော်တွေကဖြစ်နိုင်မဖြစ်နိုင်စဉ်းစားရမယ့်သဘောမျိုးဖြစ်သွားလော်ဒရိုမာတီနက်စ်တီလက်ရှိမော်ဒန်ဘောလုံးလောကခင်မှာဟို complete striker လို့တောင်ပြောလို့ရတယ်ကျွန်တော်က e set ထက်လည်းပိုပြီးကြိုက်တယ်ဘာကြောင့်လဲဆိုတော့သူ့ပုံစံကဗျာနည်းနည်း site ကြရတယ်ပေါ့နော်အဲတခိတခါ con aguero နဲ့တော့နည်းနည်းတွားပြီးတော့ဆင်တယ်ဒါပေမဲ့လည်းနေရာစုံကကိုသွင်းယူနိုင်တဲ့ကစားသမားတယောက်ကြုံရင်ကြုံသလိုသွင်းနိုင်တယ် ိုသရှင်နဲ့ကောင်းတယ်အရမ်းမောင်းတော့အရင်တော့မမြင်ဘူးဒါမှမဟုတ်လေကဘာအဆင့်တိုက်ဆက်မှုတရားဖြစ်ပါတယ်ဆိုတော့ဘန်ဂျမင်ရှက်ကိုရွေးမလားဒါမှမဟုတ်အီဆက်ကိုရွေးမလားဗီဒယောဂက်ရွေးမလားအခုလော်တရိုမာတီနက်စ်ကိုရွေးမလားအာစနယ်သင်းစဉ်းစားဖို့အများကြီးရှိပါတယ်တိုက်ဆက်မှုကောင်းတရားဆိုပေမဲ့လည်းကျွန်တော်ကတော့လက်ချိုးပြီးပြသွားတယ်တိုက်ဆက်မှုကောင်းတချို့ကအာစနယ်ရဲ့ရေဒါထဲမှာရှိတဲ့အတွက်ကြောင့်နောက်ဆုံးမှဝင်လာတဲ့လော်တရိုမာတီနက်စ်က အန်ရီယာပါတာငွေ၃ပါတယ်ဆိုပါစီအောင်အဲ့တော့အမောက်ပမာဏနဲ့ဆိုရင်တခြားတိုက်စစ်ပြစ်မှတ်ကစားသမားတွေကိုဦးစားပေးရွေးချယ်သွားဖို့ရှိနေမာတီနက်စ်ဒီကောင်းတယ်မှန်တယ်ဒါပေမဲ့ကျွန်တော်နံပါတ်၁ကြည့်ရမှာအင်တာမီလန်ပဲအင်တာမီလန်ဒီဈေးကိုအရန်တောင်းတဲ့အတင်းတင်းလူကာကူလိုမျိုးပြကြာနေတဲ့ ကစားသမားတော်မှ Chelsea ကိုရအောင်ထည့်နိုင်သေးတာပဲ။နောက် Andre Onana သူတို့0 budget နဲ့ခေါ်ခဲ့တာ United ကိုပြန်ရောင်းတော့ဈေးတွေအများကြီး။ဆိုတော့ဟို Lotro လိုချင်လားဆိုရင်မလိုချင်ဘူးပြောရင်ဒါယူနေလို့ပဲပေါ့နော်။လိုချင်တာပေါ့။ Arsenal လည်းခေါ်တင်တာပေါ့။ဒါပေမဲ့မခေါ်ယူနိုင်ဘူးလို့ထင်တယ်။ Barca ဘလောက်ငွေကြေးသုံးဆွဲမှုလို့လို့ကျွန်တော်တို့ Benjamin Sesko နဲ့ Arsenal ကအနည်းဆက်ဆုံးအခြေအနေမှာရှိတယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျာ။ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Sun Club ကဖော်ပြထားတဲ့သတင်းဖြစ်ပါတယ်။ ဒါတော့ Manchester United နဲ့ Chelsea တို့ရဲ့ဆက်ဆက်သတင်းပေါ့နော်တခြားတော့မဟုတ်ပါဘူး United နဲ့ Chelsea လက်ရှိအချိန်မှာဆက်ဆက်နေတာ Jadon Sancho ကြောင့်ပဲဖြစ်ပါလိမ့်မယ်အဲ့တော့ Sancho ကို United ကိုပြန်ပို့မယ်အသင်းမှာထားမယ်ဆိုတဲ့သတင်းတွေဒီမျိုးစုံတက်ခဲ့ပါတယ်အဲ့တော့လက်ရှိအချိန် Sancho ကလည်း Chelsea မှာခြေသွမ်းပြဖို့ရုန်းကန်နေရတဲ့ကစားသမားတစ်ယောက် Sancho ခြေသွမ်းပြဖို့တဲ့ဆိုင် Chelsea တသင်းလုံးကကြောင်ပြောက်နေတယ်သူလည်းကံမကောင်းဘူးဂျားထဲမှာ Sancho ရဲ့စွမ်းဆောင်ရည်ပိုင်းကောင်းလာတဲ့တစ်ချိန်ရှိသေးတယ်အဲ့တော့လည်း Chelsea တသင်းလုံးကကောင်းတာပဲအခု Chelsea တသင်းလုံးကကြောင်ပြောက်နေတာပါမားတော်ကစားသမားတော်ကြောင်ပြောက်နေတယ်ဆိုတော့ Sancho င်ပြောမနေနဲ့တော့အဲ့တော့ကြောင့်ဆန်ကလက်ရဲ့ပေါ်ပြမှုမှာဆိုရင်ချယ်ဆီကဒီကစားသမားကို ပေါင်၅တန်းယောကြီးပေးပြီး United ကိုပြန်ပို့ဖို့အတွက်အသင့်ဖြစ်နေတယ်လို့သိရပါဗျ။ဆိုတော့ Sancho United အသင်ကိုပြန်ပို့ခံရမလား၅လပိုင်းမှာပဲဆုံးဖြတ်မယ်ဆိုတဲ့သတင်းတွေနဲ့အတူ Chelsea မှာပဲဆက်ရှိနေမလားခင်ဗျကျွန်တော်တို့ရင်ခုန်သွားနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကျွန်တော်နောက်ဆုံးသွင်းနေခြင်းတဲ့သတင်းအောက် ESPN ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။ Napoli နဲ့ Nigeria တိုက်စစ်မှု Vida Osimhen အသက်26နှစ်အရွယ်ကစားသမားကို Euro 65တန်းပေါင်55ဒသမ ခုနှစ်တန်းနဲ့ရနိုင်မယ့်အခွင့်အရေးတရက်အခုနှစ်နွေရာသီမှာရှိနေပါတယ်။အဲ့အတွက်ကြောင့်ဂိုသွင်းကောင်းတဲ့တိုက်စစ်မှုတယောက်ကိုလက်ရှိအချိန် Juventus, Chelsea, Arsenal, Manchester United စတဲ့အသင်းတွေကစိတ်ဝင်စားနေကြတယ်လို့သိရပါတယ်ခင်ဗျ။ Vida Osimhen ကဘဲကလပ်တင်းဆိုပြောင်းရွှေ့နိုင်တဲ့အခြေအနေမျိုးရှိတယ်။ Chelsea ကတော့ဒီကစားသမားကိုမခေါ်ယူဘူးဆိုပြီး လက်ဆောင်သွားတဲ့တဲ့ကျွန်တော်တနေ့ရလာမသိတွေ့လိုက်တယ်အဲ့တော့သူ့ကိုခေါ်ချင်နေတဲ့ club တွေထဲမှာ United ဖြစ်ကောင်းဖြစ်လာနိုင်တယ် Juventus လည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ဘာကြောင့်လဲဆိုတော့ Juventus က Italy Serie ရဲ့ကစားသမားတွေကိုအမြဲတမ်းတော်ကောက်လေးရှိတဲ့အသင်းတစ်သင်းကို Arsenal ကတော့ကျွန်တော်ထင်တာ Vida Osimhen ခေါ်မယ်လို့မထင်ဘူး Vida Osimhen ရဲ့ ကြန့်ခိုင်မှုပိုင်းနဲ့အသက်အရွယ်ပိုင်းအရအာစနယ်ကစားနေတဲ့ပုံတံအခင်းချင်းမျိုးနဲ့အရင်တော့မလိုက်ဖက်ဘူးဗျ။အဲ့တော့ကြောင့်ဘင်ဂျမင်ရှက်ခိုလာ၊မာဒီယက်စ်ခူးညာလာတစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဖီတာအော်ဇီမင်ကတော့အခုဂလာဒဇရီမှာတွင်းကိုတွေအများကြီးတွင်းနေတယ်ဆိုရင်တောင်မှကိုးပါဝင်ပတ်သက်မှုအများကြီးရှိနေတယ်ဆိုရင်တောင်မှသူ့ရဲ့ injury history ကယုံကြည်လို့လုံးဝမရတော့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါအကြောင်းဆွေးနွေးနေပဲ။ဗီဒီယိုလေးဒီမှာနားကြည့်ပါရစေ။ကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။